်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြမထိုင်းနယ်ဆက်အနီးမြေရှားတပ်ထုတွင်ကနေစွန့်ပစ်တဲ့အညစ်အကြေးတွေကြောင့်ဒေသခံ တသန်းကျော်ရဲ့ကျန်းမာရေးအခြေအနေတွေဟာစိုးရိမ်ရတဲ့အနေအထားမှာရှိနေပါတယ်။မော်ရစ်ပြောပြပေးထားပါရှင်။ UWSA ဝါတပ်ဖွဲ့ရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ရှမ်းပြည်နယ်မိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းဒေသမှာမြေရှားတပ်ထုတွင်းနှစ်ခုတူးဖော်လုပ်ကင်နေတာကိုဂျိုတူပုံတွင်နဲ့တူရှမ်းလူအခွင့်ရေးမန်တိုင်ကမေ15ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ထားတဲ့ပုံတွေအရဆိုရင်ပထမမြေရှားတပ်ထုတွင်းတစ်ခုဟာ2023ခုနှစ်ထဲကနမ်ခုံမြေအရှိတ်အဝက်6ကီလိုမီတာအကွာမှာစတင်လုပ်ကင်နေတာဖြစ်ပြီး ဒုတိယမြေရှားတပ်ထုတွင်းကတော့မြစ်နဲ့ပိုနေတဲ့2ကီလိုမီတာအကွာမှာ2022နှစ်အလယ်ပိုင်းလောက်ကစတင်လောက်ကိုင်းနေတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။အဲ့ဒီတပ်ထုတွင်းကနေထွက်လာတဲ့ဓာတုစွန့်ပစ်ပစ္စည်းတွေဟာ mindset data ကနေချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ်တဲကိုဖြတ်တန်းစီးစင်းနေတဲ့နမ်ခုံမြစ်အတွင်းကိုစီးဝင်ပြီးရေအေးင်းမြများကိုမြင်ညမ်းစေတဲ့အတွက်ဒေသခံတပ်တန်းကျော်ရဲ့ကျန်းမာရေးအခြေအနေတွေဟာစိုးရင်ရတယ်လို့ဆိုပါတယ်။ အဲ့ဒီတွင်းနှစ်တွင်းတိဆောက်ပုံတွေကကချင်မှာတူးနေတဲ့တရုတ်ကုမ္ပဏီတွေရဲ့မြေရှားတပ်ထုတွင်းနေတဲ့ပုံမှန်တန်တူတဲ့အကြောင်းကိုလည်းပုံနဲ့တကွနှိုင်းရှင်ဖော်ပြထားပြီးတော့ကချင်ကတွင်းနေဟာ တောင်တွေကိုအပေါက်ဖောက်ပြီးဓာတ်ရုပစ္စည်းလောင်းထဲကမြေရှားတွေထုတ်ယူနေတာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့မြေပြိုတာ၊ငါးတွေနဲ့တောရိုင်းတိရစ္ဆာန်တွေသေဆုံးတာအပြင်မြေပေါ်မြေအောက်ရေတွေအစိတ်အသင့်ပြီးစိုက်ပျိုးမြေတွေကိုထိခိုက်စေပါတယ်။လက်ရှိမြန်မာဘက်ချန်ကဒေသခံတချို့တွေမှာတော့မြေရီချိုးရင်ရှားတာမျိုးနဲ့ငါးတွေတင်နေတာတွေ့နေရပြီလို့ရှမ်းလူခွေရင်မန်နိုင်က DBB ကိုပြောပါတယ်။ ိုင်းဆိုရဖက်ကနေမှသူတို့တွေ့ရတဲ့အဲသူတို့လောက်တယ်ဘလို့ဟိုလဲမဲဟိုအစိုးရဖက်ကလည်းလောက်တယ်ပြီးတော့ဒီအိုင်ဖရီးလန်းနော်ရီဆတ်အဲအကယ်ဒမီတွေကလည်းသူတို့တွေ့ရတာလောက်တဲ့ခါမှဒီကျမတို့ဒီနမ်ခုံမြင့်ရေးထဲမှာတော့ကျမတို့ဒီအာဆင်းနင်းထဲမှာဂျူရီယာခြေတဲ့နဲ့ပမာဏထက်ဟိုပါဘယ်နော်ဟို14ဆ15ဆလောက်များနေတာတွေ့ရရပါနော်အဲ့လိုမျိုးတွေ့ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့အနေနဲ့အဲ့ဒီအခုပြောရမယ်ဆိုရင်တော့ဟိုပါဘောဟိုအခုထိုင်မှာဖြစ်လာပြီမဲ့ဒီရေရှင်မှာဖြစ်လာတာယူဟိုဒီလာမဲ့နှစ်နှစ်သုံးနှစ်ဒီမှာဖြစ်လာလိမ့် ်မယ်လို့တော့ကျမတို့အနေနဲ့ယူဆလို့ရတယ်ဗောနော်နောက်တစ်ခုကကျတော့ဒီကျမတို့ဒီငားတွေဗောနော်ဟိုလူလူတွေကကျမကြီးတော့မထီခိုက်သေးဘူးဒါပေမဲ့ကျမတို့ဒီငားတွေကလည်းဟောဗောနော်ငားတွေမှာဒီယောဂဖြစ်နေရတယ်မြစ်ထမှာငားရဲ့ယောဂဖြစ်နေရတယ်လည်းတွေ့ရှိထားတာအများကြီးရှိတယ်ငားတွေတေးရလဲတွေ့ရတယ်နောက်တစ်ခုကကျတော့ကျမတို့ချို့လူတွေကတော့ဒေတာခံရတော့အရေချုံးရားတာရားနာတွေဗောနော်ပြောလို့ဒီလိုမျိုးဖြစ်တာတွေတနောက်ခေါ်ကျတော့အနာမကျက်တာဗောနော်တော်ရင်တော့အနာမကျက်တာတွေလည်းအဲ့လိုမျိုးရောစကြုံနေရပြီရှင့် ထိုင်းအစိုးရဘက်ကနေလည်းမြေရှားတပ်ထုတွင်းနေအနီးမှာရှိနေတဲ့နမ်ခုံမြစ်ဟာမိုင်းဆက်ဒေတာကရွှေလုတ်ကွက်တွေကြောင့်အာဆင်နစ်အစိတ်ပါဝင်မှုမြင့်တက်နေတာဖြစ်ပြီးရေနမူနာကိုစမ်းသပ်လိုက်တဲ့အခါအာဆင်နစ်ပါဝင်မှုနှုန်းဟာ3.16လီတာရှိကြောင်းချင်းရိုင်မြို့အုပ်ချုပ်ရေးမှူးကဆိုပါတယ်။ စံတမှုရလက်တွေဟာတတ်တူတူဖော်တဲ့နေရာနဲ့ဝင်နေပေမဲ့ရေထဲမှာအာဆနစ်များမပြောသားကြောင်းရှင်းရှင်းလင်းလင်းတက်တည်ပြနေပါတယ်။လက်ရှိထိုင်း90ကွက်မှာလည်းပြည်သူတွေ9အဝယ်ရက်တက်နေတာဖြစ်တဲ့အတွက်စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ချင်းရိုင်မျိုးအုပ်ချုပ်ရေးမှူးကဆက်ပြောပြပါတယ်။မိုင်းယွန်းဒေသမှာရှိတဲ့မြေရှားတပ်ထုတွင်းနှစ်သွင်းနဲ့ပတ်သက်ပြီး UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူကို DBB ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းပြန်လည်ဖြေဆိုတာမရှိသေးပါဘူးခင်ဗျာ။ကျွန်တော် Morris ပါ။ အာနာသိစစ်ကောင်စီကပြည်ပနိုင်ငံကိုအလုတ်ကင်ခွင်လန်းအတွက်တွားရောက်လုတ်ကင်မဲ့လူငယ်တွေနဲ့ခွင်နဲ့ပြန်လာတဲ့အလုတ်သမားတွေကို ပြန်လဲထွက်ခွာခွင့်မရအောင်ပုံစံမျိုးစုံနဲ့ကန့်သတ်မှုတွေလှုပ်ဆောင်နေပါတယ်။ဇွဲသစ်ပြပူထားတာပါရှင်။စစ်ကောင်စီအနေနဲ့ပြည်ပကိုလုံသားအစ်တွေတွားရောက်တာကန့်သတ်တာတွေရှိနေတယ်လို့ပြည်ပကနေခွင်းနဲ့ပြန်လာသူတွေကိုပါထိန်းချုပ်ကန့်သတ်တာတွေကြောင့်ပြည်ပထွက်ခွာမဲ့အလို့သမားတွေအခက်တွေ့နေတယ်လို့သိရပါဗျ အထူးသဖြင့်ပြည်ပအလုပ်ကိုင်လောသမားတပ်တွေကလက်မှတ် OWIC ကတ်ထုတ်ပေးတာကိုကန့်သက်တာနဲ့အချိန်ကျန်ကြာတာတွေကြောင့်ပြည်ပထွက်မဲ့သူတွေအခက်တွေ့နေပြီးခွင့်ပြန်လောသမားတွေလည်းလုပ်ငန်းခွင့်အချိန်မီပြန်ဝင်မှုမမီတာကြောင့်အလုပ်ပြုတ်တာတွေလည်းကြုံနေရပါတယ်အတက်လောက်ခွင့်လဲအခုချိန်နေတိန်လို့မရသေးဘူးဒါပေမဲ့အပြင်မှာတော့ AGC ကတဆင်မဟုတ်ဘဲနဲ့ပွဲစားတွေကနေပြီးတော့ မိမိအစီအစဉ်နဲ့မိမိတင်လို့ရတဲ့လူတွေရှိတယ်လို့တော့ပြောတယ်ခွင့်ပြန်နေလဲအပြင်ကနေပြီးတင်လို့ရတဲ့လူရှိရှိတယ်လို့တော့ပွဲစားတွေကပြောတာပေါ့နော်ဂရုတွေထဲမှာတော့ Oriental ကလုတ်ခွင့်ဂရုတွေမှာဒါပေမဲ့အပြင်မှာတော့တကယ်ညီမတို့ငွေချင်းတွေမှာခွင့်နဲ့ပြန်လာတဲ့လူတွေလည်းပြန်ထွက်လို့မရတဲ့လူတွေအများကြီးပဲ Oriental ကလုတ်ခွင့်တင်လို့မရသေးတဲ့လူတွေရောတင်ထားပြီးတဲ့အဲပွဲစားနဲ့တင်ထားပေမဲ့လည်းတင်ထားပြီးတော့ကတ်ပြန်ကြမလာလို့ဟိုဘက်ကနေအလုတ်ပြုတ်သွားတဲ့လူတွေလည်းအများကြီးရှိရဲ့ရှင်နိုင်ငံပေါင်းဆိုတော့ပေါ့နော်ပြန်လာပြီးဟိုဘက်တထိကပြန်ပြီးတော့မဆောင်နိုင်တော့ဘူးဒီဘက်ကလည်းကတ်ကလုတ်ခွင့်တင်ထားတယ်ဒါပေမဲ့ခွင့်ပြန်တဲ့ Oriental ကမရလို့တထိက လုံးဝမဆောက်ပေးနိုင်လို့ cancel လုပ်ချပလိုက်တဲ့အလုပ်ပြုတ်သွားတဲ့လူတွေလည်းရှိရဲ့စစ်ကောင်စီကပြည်ပကိုလောက်သမားဆေးလွတ်တာနဲ့ပတ်သက်လို့ agency တွေကနေတက်ဆိုင်ရာနိုင်ငံတစ်ခုချင်းအလိုက်တလားမှာအလုပ်ခေါ်စာတင်ရမယ့်ဥယျာဉ်ကိုမတ်လကစပြီးကန့်သတ်ထားပါတယ်ပြည်တွင်းမှာလောက်သားရှာပါမှုရှိနေတယ်လို့စစ်ကောင်စာကထုတ်ပြောထားပြီးပြည်ပထွက်အလုပ်လုပ်မဲ့သူတွေကိုကန့်သတ်ထိန်းချုပ်တာတွေပိုလွတ်လာတယ်လို့ပြည်ပလောက်ကန် agency တွေကပြောပါတယ် long ngan shin to ko sa dpp thadin thak ka pyo pya pe ma ba ပြည်ပကိုထွက်မဲ့အလုသမားအလုံးပေါင်း4000ကျော်5000နီးပါးရှိတဲ့နေရာမှာအလုသမားဝင်ကြီးတက်လာပြီးနောက်ပိုင်းဖေဖော်ဝါရီ14ရက်နောက်ပိုင်းထက်ခွာခွင့်ကိုပိတ်လိုက်တယ်အခုချိန်ထိကိုမဖွင့်သေးဘူးဒါကြောင့်အလုသမားတော်တော်များများအောက်လန်းကနေသွားကုန်ကြတာအခုအသက်18နှစ်ကနေ35နှစ်အထိအမျိုးသားတွေအလုသွားလုခွင့်ကန့်သက်ထားပြီးတော့ OWIC ကတ်ကြပြီးသားတွေလည်းထပ်မရဘူး AG စင်တွေအကုန်ဒုက္ခရောက်တာပေါ့အလုသမားတွေလည်းအကုန်ဒုက္ခရောက်တယ်ပတ်စံတွေလည်းခြေပြီးသွားပြီးအကုန်လုံးမပ္ပတာမြေလူဖြစ်နေပြီခွင့်ပြန်အလုသမားတွေပြန်လွတ်တာကိုလည်းလျှော်ထားတယ် OWIC ကပြုလုပ်ခွင့်တင်ပြထားတာတွေကိုမတ်လ20ရက်ကစပြီးအစီအစဉ်အလိုက်ပြုလုပ်ပေးမယ်လို့အလို့သမားဝန်ကြီးဌာနကကြေညာခဲ့ပေမဲ့ပြုလုပ်ခွင့်ကိုအလို့သမားရဲ့အတွက်အနေငယ်သာချပေးခဲ့တာဖြစ်ပါတယ်။ပြည်ပကနေခွင့်ပြန်လို့သမားတွေပြန်လည်ထွက်ခွာခွင့်မရလို့အချိန်မီလုပ်ငန်းခွင့်မဝင်ရောက်နိုင်တာကြောင့်အလို့သမားအချို့အလို့လက်မဲ့ဖြစ်သွားသလိုလင်းလက်မဲ့အပါဝင်ငွေကြေးဆုံးရှုံးမှုတွေကြုံနေရတယ်လို့လည်းအလို့သမားတွေကပြောဆိုနေကြပါတယ်။ကျွန်တော်ဇွဲသစ်ပါ ပြည်ထောင်အမျိုးသား လုံခြုံရေးအဥပဒေနဲ့အီရန်အမျိုးသား၃ဦးကိုဆွဲချက်တင်တဲ့ကိစ္စကိုအီရန်အစိုးရဘက်ကတာဝန်ယူရလိမ့်မယ်လို့ပြည်ထောင်လုံခြုံရေးဝန်ကြီးကမေလ18ရက်နေ့မှာပြောလိုက်ပါတယ်။ဒဇဒရဒိုလာနေတဲ့ဒီလိုချင်းချောက်မှုတွေကိုလေ့လာခဲ့ပြီးရဲတပ်ဖွဲ့အနေနဲ့ဒီဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့အီရန်ဘက်ကအာဏာပိုင်နေနဲ့ဆက်သွယ်ထားတယ်လို့လည်းပြောပါဗျ။အီရန်ရဲ့လုံရက်တရားရန်လိုပြီးလုံးဝလက်မခံနိုင်စရာလုံရက်တွေလို့လည်းပြောခဲ့ပါဗျ။ လက်တလောနှစ်တွေအတွင်းမှာပြီးတိမ်ပြီးတဲ့ရေကသူတို့ရဲ့အကြီးမားဆုံးစုံစမ်းစစ်ဆေးမှုတချို့ဖြစ်တဲ့တေဂျာစစ်ဆေးရေနှစ်ခုအတွင်းမှာအီရန်နိုင်ငံသား9ဦးအပါအဝင်အမျိုးသား10ဦးကိုပြီးတိမ်အကြမ်းဖက်နှိမ်နင်းရဲတပ်ဖွဲ့ကအခုလအစောပိုင်းမှာဖမ်းဆီးခဲ့ပါတယ်။ဒီလိုအီရန်နိုင်ငံသားတွေကိုပြီးတိမ်အာဏာပိုင်တွေကဖမ်းလိုက်ပြီလို့သိရလို့စိတ်နှောက်ယှက်ဖြစ်ရတယ်လို့လည်းအီရန်နိုင်ငံသားကြီးဝန်ကြီးကပြောခဲ့ပူပါတယ်ရှင်။ မြောက်အတ္တလန်ဒိတ်စီမဟာမိတ်အဖွဲ့နေတိုးရဲ့လေဒီတက်သားတွေဟာလေတဗီယာနိုင်ငံအတွင်းဘယ်လာရုနယ်စပ်နာမှာမေလ16ရက်နေ့ကလေဒီစစ်စီကိုလေ့ကျင့်ခဲ့ပါတယ်။ဒါဟာတံပြန်အ мян တုံ့ပြန်ရေး2025လို့အမည်ပေးထားတဲ့စီရေးလေ့ကျင့်မှုရဲ့တစိုက်တစ်ပိုင်းလေ့ကျင့်တာလည်းဖြစ်ပါတယ်။နေတိုးမဟာမိတ်အဖွဲ့ရဲ့အရှိတ်အကြမ်းကိုကာကွယ်ရေးအဆင့်သင့်ရှိနေရာကိုပြဖို့အတွက်ရည်ရထားတာပါ။ စီးလေးကျင်ရမှာစပိန်စစ်တပ်ရဲ့ Airbus A400M လေယာဉ်ကကုန်စည်တွေနဲ့ Belarus နိုင်ငံနဲ့နယ်နိမိတ်ဆက်နားက Latvia နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ Dongov Piot မြို့မှာချပိတာဖို့ကိုလေ့ကျင့်ခဲ့ပါတယ်။ Livia အမျိုးသားအဆောင်တက်မဟာတုံးကတက်မဟာမူကတော့ဒီလေးချိန်ကနေရသူတို့နိုင်ငံကိုကာကွယ်ဖို့အသင့်ရှိနေတဲ့ဆိုတော့နေတိုးရဲ့သတင်းစကားနဲ့အာမခံချက်ဖြစ်တယ်လို့ပြောပါရယ် လေ့ကျင့်ရမှာတော့ Norway, Latvia, Lithuania နဲ့ Sweden, Finland နိုင်ငံတို့အပါအဝင် တခြားနိုင်ငံအများပြားမေလ17ရက်နေ့ကနေ31ရက်နေ့ထိလေ့ကျင့်ကြမှာဖြစ်ပါရဲ့ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။